ငါးပါးသီလအမြတမ်းမအရေးကြီးတာတချို့ကပြောတယ်ငါးပါးသီလဖရာဟောတာမဟုတ်ဘူးလေအမလီနေတဲ့သုတ်တန်နေမို့မြတ်စွာဘုရားငါးပါးသီလအကြောင်းကြီးခေါ်တာလေစာမဖတ်ဘူးပဲနဲ့တော့မပြောသင့်ဘူးခွန်ကြီးတို့နိုင်ငံသားတွေသင်တန်းပို့ချတဲ့အခါမှာခွန်ကြီးတို့ထည့်ပြောတယ်အေးတချို့အနောက်တိုင်းကလူတွေက အထက်ကထာတွေမယုံဘူးတဲ့အထက်ကထာတွေကနောက်မှရေးတာတဲ့ ဆိုတော့ဘုန်းကြီးကမေးတယ်မင်းတို့ထက်ကတာဘယ်နှအုပ်ဖတ်ဖို့လဲတအုံးမှမဖတ်ဘူးပဲနဲ့မယုံဘူးပြောတာတော့တဘာဝမကြဘူးအထက်ကတာတွေမမှန်ဘူးလို့ပြောလို့ရှိရင်မင်းဘယ်နှအုပ်ဖတ်ဖို့လဲဟပ်ပြီးတဲ့အခါကျတော့မှအေးဒါမှားတယ်ဒါမှမှားဘူးဆိုတာတော့ပြောတာယုတ်တိရှိတယ်ဟုတ်ကဲ့တဘာဝကြကိုကိုယ်တိုင်လည်းမဖတ်ဘူးပဲနဲ့မှားတယ်မှန်တယ်ပြောတာတဘာဝကြပါဘူး ဟေးဒါကြောင့်လို့တဘာဝမကြတဲ့အလုံမျိုးတွေကိုတချို့လုံးနေကြအေးဒါကြောင့်မလို့ဘယ်ရာပဲဖြစ်ဖြစ်ခုကိုယ်တိုင်သိအောင်ကြိုးစားကြည့်ငါဘသီလဘုရားဟောမဟုတ်ဘူးလို့စွပြောနေတာဘယ်နဲ့အုပ်ဖတ်ဖို့လို့ဣတိက30နိကေ9ပြဓမ္မခဏပေါင်း7400တောင်နဲ့ဘယ်နဲ့အုပ်များဖတ်ဖို့လဲမဖတ်ဘူးပဲနဲ့မပြောနဲ့ဟုတ်ကဲ့ဘုရားတရ